။ Vibe coding ဆိုတာကတော့ software နဲ့ digital product တွေကို develop လုပ်နေရမှာ AI ကိုကိုကဘာလိုချင်လဲဆိုတဲ့ဟာကိုစာလေးနှစ်ကျောင်းသုံးကျောင်းလောက်ရေးရုံနဲ့ AI က code တွေကိုအကုန်ရေးပေးသွားတဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။အဲအကြောင်းကိုယ်တိုင်က code တွေကိုတစ်ကျောင်းချင်းစီထိုင်ရင်းနေကြရမလို့ပဲနဲ့ AI ကိုကိုကဘာ functionality မျိုးလိုချင်တာလဲဘယ်လိုပြဿနာမျိုးဖြေရှင်းချင်တာလဲဆိုတဲ့ဟာကိုရေးပြလိုက်ုံနဲ့ AI က technical ဘိုင်းတွေကိုအကုန်လုံးတာဝန်ယူပေးသွားတာပါ။ဒီမျိုးနီလမ်းမျိုးကို Vibe Coding လို့အမည်ပေးခဲ့တဲ့ Andre Capati ဆိုတဲ့ developer တယောက်ကလည်းသူလုပ်ချင်တဲ့အရာတွေကို plan နဲ့ပြီးလို့ရှိရင် AI ကိုပြောပြလိုက်တယ် AI ပြန်ရလာတဲ့ code တွေကို तू က copy paste လုပ်ပြီးတော့ तू run နေတဲ့ program ထဲမှာပြန်ထည့်လိုက်မှဆိုလို့ရှိရင်အလုပ်လုပ်ပါတယ်ဆိုပြီးတော့ပြောလာပါတယ်။အကယ်၍ error တွေနဲ့ကြုံတွေ့ခဲ့ရင်တောင်မှအဲ့ဒီ error တွေကို AI အောင်ပြန်ပြပြီးပြင်ခိုင်းနိုင်တယ်လို့လည်းပြောလာပါတယ်။ ဒါကိုကြည့်ချင်အားဖြင့် programming နဲ့မြင်နေတဲ့သူတွေတောင်မှ software digital product ကိုဖန်တီးနိုင်တဲ့အခြေအနေမှာရှိရလို့ပြောရပါမယ်။ programming ရည်ချင်းတွေကိုဖြည့်ထားခြင်းပြီးတော့ကိုပိုင် game တွေဖန်တီးတတ်ခြင်းကျွန်တော်တို့ game maker များမှာအနေဖြင့်ဖွင့်လှစ်ထားပေးတဲ့ကို game ကိုဖန်တီးမှုဆိုတဲ့အတန်းရှိနေပါပြီ။ဒီအတန်းမှာမိတ်ဆွေက Unity game လုံးမကိုအသေးစိတ်လေ့လာမှဖြစ်ပြီးတော့ game သုံးမှုကို၃လပြင်ဖန်တီးတတ်အောင်တရားပြသွားမှာပဲဖြစ်ပါတယ်။အတန်းကြီးကတော့နှစ်သိန်းကျပ်ကျတင်မှာဖြစ်ပြီးတော့အတန်းပြီးတဲ့အခါမှာလည်း certificate နဲ့ professional game developer တရားဖြစ်လာဖို့အတွက် roadmap တွေကိုလည်းချပြပေးသွားမှာပါ။ကျွန်တော်ရဲ့အတန်းကတော့မေလ၁၈ရက်နေ့မှာစတင်ဖွင့်လှစ်မှာဖြစ်ပြီးတော့လူကြီး 三辣上海有到，简单炒腊肉，湖北腊肉通常来吧。